နှစ်ပေါင်းများစွာရှင်သန်လာပြီးမှသိရတဲ့ plastic အရေးအသုံးဝင်ပုံများနောက်ဆုံးတစ်မျိုးကတော့အသုံးဝင်ဆုံးပဲနံပါတ်၁ whiny plane အဆိုပလင်းနဲ့ကျသွားရင်ဘယ်လိုလုပ်မလဲအရင်ဆုံး plastic အိတ်တစ်လုံးယူပြီးအချောင်းရှိရှိလေးဖြင်အောင်လို့လိမ့်လိုက်မယ်အဲနောက်ပလင်းထဲကိုထည့်ပြီးအိတ်ထဲလေမုတ်ထည့်လိုက်မယ်ပလင်းအဆုပ်ကိုစွန့်မိသွားသည့်အထိလေမုတ်ပြီးရင်ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်မယ်ဒီနည်းလမ်းကလို့ရလွယ်ပြီးအမြန်ဖြည့်ရှင်းလို့လည်းရပါတယ်နံပါတ်၂ plastic အိတ်ကိုတီးလို့ချည်ရင်အပေါက်ကြီးတစ်ခုကျန်ပြီးအလွယ်တကူဆင်ဖိတ်နိုင်သလိုအနံလဲထွက်လွယ်ပါတယ် လူကြီးမင်းတို့ဒီလိုမျိုးဒီဘက်ကိုအရင်ချီပြီးအဲနောက်နောက်တစ်ဘက်ကိုလည်းချီလိုက်ရင်ဘလို့ပဲလုံးလုံးမဖိတ်စင်တော့ပါဘူးနံပါတ်3ဖနက်တွေကိုဒီလိုအချောက်ခံရင်ရေအလွေတကူဝင်ပြီး3-4ရက်ကြာတာတော့မချောက်ပဲဖြစ်နေတတ်ပါတယ်ပလတ်စတစ်အိတ်တစ်လုံးယူပြီးသူ့ကိုခေါလိုက်မယ်အဲနောက်ကကြီးနဲ့တောင်းကိုညှတ်ထုတ်လိုက်မယ်နောက်ထပ်တောင်းတစ်ဖက်ကိုလည်းညှတ်ထုတ်လိုက်ပါမယ်အိတ်ဖွင့်ပြီးတဲ့နောက်အဝဲကြီးတစ်ခုထိုးထည့်လိုက်ပြီးဖနက်ကိုပါချိန်လိုက်မယ်ဒီလိုမျိုးဖနက်လန့်ရင်ရေမွေးတော့ပဲအချောက်လေးအရမ်းမြန်ပါတယ်နံပါတ်၄အိမ်သာဝင်တဲ့အချိန်အိမ်သာပိတ်သွားလို့ပြင်းတဲ့ဆရာကိုအိမ်ရောက်ခေါ်မယ်ဆို200 300လောက်ပေးရတယ် ဒီနေ့လူကြီးမင်းတို့ကိုအကွက်တစ်ခုတင်ပေးမယ်။အရင်ဆုံးအင်တာတိုက်တန်ကိုယူပြီး NL Plastic 822G နှလုံးကိုယူပြီးတစ်ခါတည်းဆွတ်ပေးလိုက်မယ်။ပြင်းပတ်ချီလိုက်မယ်ချီပြီးတဲ့နောက်အင်တာရီဆင်းပေါက်တွေကိုအမြန်ဆုံးလေးထိုးထည့်လိုက်မယ်ပုံမှန်ဆိုစက္ကန့်30လောက်အကြာမှာရေဆင်းသွားပါလိမ့်မယ်နံပါတ်5ပလတ်စတစ်8ကိုဖင်ပြပြီးရေဆင်းပိုက်မှာဆော်လိုက်မယ်အဲနောက်ပလတ်စတစ်8ရဲ့နှစ်ပုံတစ်ပုံလောက်မှာစစ်ပါကျုံနဲ့ချီလိုက်မယ် လတ်စတစ်အိတ်ကိုရေစင်းပိုက်ထဲထိုးထည့်လိုက်မယ်အဲနောက်အပေါ်ပိုင်းကပလတ်စတစ်အိတ်ကိုဆွဲချပြီးရေစင်းပိုက်မှာဆော်လိုက်မယ်ပြီးတဲ့အခါစစ်ပကြိုးနဲ့တင်းတင်းလေးခြိလိုက်မယ်ဒီလိုတက်ဆင်ပြီးပြီဆိုရေစင်းပိုက်ကနေအနံစိုးတွေထပ်မထွက်တော့ပါဘူး